အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်လော့အင်ဂျလိစ်မြို့မှာဆန္ဒပြမှုတွေကိုရင်ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ဇွန်15ရက်မှာလော့အင်ဂျလိစ်မြို့တော်ဝန်ကာရန်ဘတ်ကညမထွက်ရကာဖျူမဲကိုနောက်ထပ်ရက်အနည်းငယ်ဆက်လက်ထုတ်ပြန်ထားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။တောင်အမေရိကတိုက်သားအများပြားရှိတဲ့လော့အင်ဂျလိစ်မြို့မှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုဖမ်းဆီးနေတဲ့ Trump အစိုးရအဖွဲ့ရဲ့လှုံ့ဆော်ချက်ကြောင့်ဇွန်6ရက်ကစာပေဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ဆန္ဒပြမှုအများစုဟာငြိမ်းချမ်းစွာဆန္ဒပြတာဖြစ်ပြီး Los Angeles မြို့လယ်ကောင်းမှာရှိတဲ့သေးငယ်တဲ့နေရာတွေမှာသာပြုလုပ်ခဲ့တာဖြစ်ပေမဲ့ Trump ကဆန္ဒပြသူတွေကိုနှိမ်နှင်းဖို့အမျိုးသားအစောင့်တပ်ဖွဲ့ဝင်၄000နဲ့ Marine တပ်သား900ကိုဆင်လွတ်ခဲ့တာကြောင့်ဆန္ဒပြမှုတွေဟာပုံမပြင်းထန်လာခဲ့ပါတယ်။ဆန္ဒပြမှုတွေစတင်ဖြစ်ပွားချိန်မှာအခြေအနေကိုထိမ့်သိမ်းနိုင်ကြောင်း ဒေသခံအများရှိတွေကပြောကြားခဲ့ပေမဲ့လည်း Trump ကစစ်တပ်ကိုဆင်လွတ်ခဲ့တာဖြစ်ပါတယ်။ Los Angeles မြို့ရဲ့ဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့နေရာမှာလက်သရမ်းဖျက်ဆီးမှုပြစ်စည်းတွေလူရဲမှုတွေကိုတားဆီးဖို့အတွက်မြို့တော်ဝန်ကစွန်စရက်ကစားပြီးညမထွက်ရကာဖျူးမင့်ကိုထုတ်ပြန်ခဲ့ပါတယ်။အကြံဖတ်ဖြစ်ရက်တွေနောက်ွယ်မှာရှိရဲ့လူရဲရောကြလာလိမ့်မယ်လို့မျှော်လင့်ကြောင်းမြို့တော်ဝန်ဘတ်ကပြောကြားခဲ့ပါတယ်။အဲ့ဒါကြောင့်ကာဖျူးမင့်ကိုနောက်ထပ်ရက်အနည်းငယ်ဆက်ပြီးထုတ်ပြန်ရမယ်ဆိုတာကျွန်မသိလိုက်ပါတယ်လို့၎င်းကပြောပါရယ် စင်းနှင်းလူရဲမှုတွေဘယ်ချိန်ထိဆက်ဖြစ်နေမလဲဆိုတာကျမတို့မသိပါဘူး။ဘလို့ပုံစံမျိုးတွေနဲ့စင်းနှင်းလူရဲမှုတွေဖြစ်နေမလဲဆိုတာကိုလည်းကျမတို့မသိပါဘူးလို့ဘတ်ကပြောပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့လွန်အင်ဂျလိစ်မြို့အပါအဝင်တခြားမြို့တွေမှာတရားမဝင်ရွှေပြောင်းတွေကိုနေရက်ပြန်ပို့တဲ့အထောက်ကျိုးဝတ်မှုတွေကိုအချိန်မြင့်လှုပ်ဆောင်မှုဇွန်15ရက်ကဖက်ဒရယ်အာဏာပိုင်တွေကိုညွှန်ကြားခဲ့ပါတယ်။